ဒီပီပီတပိတ်ကပြန်ချိုးဆိုရတယ်ဒီကနေ့ကျွန်တော်ဆွေးနွေးနေတဲ့အကြောင်းအရာကအုပ်စုဖွဲ့ရန်ကားမှုတွေရာဇဝမှုကျူးလွန်မှုတွေကိုဘယ်လိုဖြေရှင်းကြမလဲဒီကြောင်းကျွန်တော်ဆွေးနွေးနေရပါဒီနေ့ပွဲနဲ့ပတ်သက်ပြီးတော့ပွဲတစ်ခုလုံးခြုံပြီးတော့ကတ်တွန်းနဲ့ရေးဆွဲသရုပ်ဖော်မဲ့ကတ်တွန်းလူကြီးမင်းဖြစ်ပါတယ်။ရမွေးခုနဥရောပဆောင်ကပြောတယ်လက်ပတ်ညီကိုင်း လက်ပတ်နေလူโซခိုင်းလက်ပတ်နေလူโซခိုင်းဆိုတာဘာဖြစ်လို့ရှိနေလဲလက်ပတ်နေလူโซခိုင်းဆိုတော့ကျွန်တော်တို့စီမှာတော့ရဲတပ်ဖွဲ့မှာတော့လက်ပတ်နေလူโซခိုင်းတော့မရှိဘူးကိုပစ်ချက်အောင်ခြိတာမျိုးတော့ကျွန်တော်တို့ရှိမယ်ကျွန်တော်တို့ရဲတပ်ဖွဲ့အနေနဲ့ဟုတ်လားဒါ EU နောက်ပိုင်းတင်တာတွေလည်းရှိပါတယ်ဟုတ်လားဒီ crowd management ခေါ်တဲ့လူစုလူဝေးထိန်းသိမ်းရမယ်ဆိုတော့ဘယ်လိုထိန်းသိမ်းရမလဲဆိုတော့အစီအစဉ်တွေရှိပါတယ်အဲ့ဒီအစီအစဉ်မှာခုနပြောလို့ဒီရန်နဲ့ပတ်သက်ပြီးဖြစ်စဉ်တွေမှာကျွန်တော်တို့ကဒုဝန်ကြီးဥက္ကဋ္ဌပါဝင်တဲ့အဖွဲ့နဲ့စစ်ဆေးပြီးဆောင်ရွက်တာဖြစ်ပါတယ်အရေးယူတဲ့ အရေးယူရမယ်အရေးမယူအောင်ဆိုတော့ခုနကကျွန်တော်တို့ရဲ့ညွန်ကြားချက်တွေရှိမယ်အဲ့ဒီကနေပြီးတော့လိုအပ်ရင်ကျွန်တော်တို့အရေးယူရတာဖြစ်ပါမယ်နောက်ကလည်းပဲဒီမှာဒီကဆရာဆဆွေးနေပါမယ်ရန်ကုန်မြို့မှာအဲ့လိုရာဇဝတ်မှုကိုကျူးလွန်မှုဂိုင်းနေဖွဲ့ရတဲ့အဖွဲ့တွေကလိုင်သာယာမြို့နယ်မှာရှိတဲ့ပန်းလိုက်မြေပြေကပြည်သူတွေကိုအနိုင်ကျင့်စော်ကားနေတယ်လကူပါလကဲပါလို့ဆက်သွယ်ရတဲ့အတွက်အဲ့ဒါတစ်ချက်ပေါ့လေနောက်တစ်ခုကကျွန်တော်တို့ဒီရဲမှတွေ့ရတဲ့ဒီအခက်အခဲတစ်ခုကျွန်တော်ရဲ့ကိုယ်လေးကိုကျွန်တော်ပြောချင်ပါတယ်။လှန်သာမျိုးနဲ့ကိစ္စကိုလုံနေရင်တန်လန်နဲ့ ရှင်ဘုံရွာရဲ့တောင်ပိုင်းရှင်ဘုံတောင်ပေါ့အဲ့ဒီမင်္ဂလာတော်မြို့နယ်ရဲ့အရှိမြောက်ဖျားအစွန်းလေးမှာရှိနေတဲ့ဘုဇင်ပုံဆက်နေတဲ့ရွာလေးတစ်ရွာဟာပြီးခဲ့တဲ့ဆယ်နှစ်ရည်နေ့ကဒီလဆယ်နှစ်ရည်နေ့မှာအဲ့လိုအမှုချမ်းစည်းတကယ်ဆိုမြေတူးဆက်ကြီး၃စီးနဲ့အဲ့အိမ်တွေကိုမနေ့9နိုင်ခွဲ6နိုင်မှာမမျော်လင့်မနေ့ဝုံနဲ့ဝင်ရောက်လာပြီးတော့ဟလာအိမ်ပေါ်တရားရှင်းပြရှင်းပြမရှင်းပြရင်လည်းတခါဒီဘယ်လိုကောင်မှကျွန်တော်နိုင်ရန်တွေကိုပြစ်ဆိုင်တဲ့ဟိုဂန်းခေါ်တော့ပေါ့အဲ့ဒါနဲ့ပြစ်တယ်လေးဝိုင်းနဲ့ပြစ်တယ် ဟလာဘက်ဘုံကြီးရဲ့အတိုင်းနဲ့ရမ်းလာပြီးတော့ကတော့ဟိုးနဲ့တက်ကြဲတယ်လူတွေအသက်ပြင်းနေပြေးရတာဒါဆိုရင်ဒီအုပ်စုဘက်ဂိုင်းဘက်ပြီးတော့ရာဇဝမှုပျော်ပျော်တင်းတင်းကျူးလွန်တယ်နော်ဘယ်လူမိုက်ဂိုင်းအမဘက်ကိုတုံးကြီးမပိုင်နိုင်ဘူးဗျာမင်္ဂလာတော်မျိုးနဲ့ရတဲ့ဝင်မှုကြီးကျွန်တော်သွားတယ်သွားတော့အချိုးချောင်းကျွန်တော်ပြောကြတယ်ဝိုင်းကုန်မယ်ကျွန်တော်လောက်ကြာကျွန်တော်လက်တွေဝေးလာတာနိုင်ငံတော်ကဒီနေပြီးတော့အဆင်မလဲကျွန်တော်တို့ဟလာတကယ်တောင်းရှိတဲ့ပုံကိုယ်တွေနဲ့ကျွန်တော်ညှိနိုင်ပြီးတော့ဒီလိုလာကြတာအဲ့ကျွန်တော်လက်တွေဝေးမယ်အဲ့တော့သူကပြောတယ်ကျွန်တော်မြေကိစ္စဖြစ်တယ်တဲ့ရဲပါလို့မရဘူးတဲ့ အဲ့ဒါကျွန်တော်ပြောမြေကိစ္စမှာမပိုင်နေလို့ဒီလိုရာသမှုကျူးလွန်တာပါပြီကျွန်တော်အတူတွဲပါလို့အဲ့ဒါတက္ကစားတူရထုတ်ပြတော့အုတ်ချုပ်ကြီးဟာတဲ့ကျွန်တော်တို့ကိုလုတ်ပိုင်ခွင့်မပေးသေးဘူးတဲ့ပြောစစ်တင်ပါလေမြို့မြို့နယ်မှုရှင်လို့မရရင်ခရိုင်ရဲမှုကြီးရှင်းပေးပါလို့ဖြစ်စင်ကျွန်တော်ရှင်းပေးဟုတ်ဆိုလိုတာကျွန်တော်ရဲတပ်ဖွဲ့ဝင်ဆိုတာခုနကကျွန်တော်ပြောလို့ပြည်သူတွေကျွန်တော်တို့ကျွန်တော်တို့မှမဟုတ်ပါဘူးပြည်သူတွေတောင်မှဟုတ်လားကျွန်တော်တို့ဒီပုံမှာ59မှာပါတယ်မိမိရှိမှရဲရေးပိုင်တဲ့မှုတစ်ခုကျူးလွန်နေတယ်ပြည်သူတွေတော့ဝင်ရောက်ထိန်းသိမ်းပြီးတော့ သက်ဆိုင်ရာရဲစခန်းကိုအပ်လို့ရတဲ့အနေအထားမျိုးရှိပါတယ်။ဒီဖြစ်စဉ်မှာကမြေယာကိစ္စဆိုတာမှတ်ပါတယ်။မြေယာကိုတော့ကျွန်တော်တို့ဝင်ရောက်မဆွတ်ဖက်ပါဘူး။တစ်ဖက်နှစ်ဖက်မဖြစ်အောင်တော့ကျွန်တော်တို့ကထိန်းသိမ်းနေမှတောင်းချင်ပါတယ်။ကျွန်တော်တို့လက်ရှိမျက်မြင်ဖြစ်နေတာကလူတစုစာအတွက်ရဲကကာကွယ်တယ်လို့ကျွန်တော်တို့ကပြောချင်ပါတယ်။ဘာကြောင့်လဲဆိုတော့အခုနောက်ပြောနေတဲ့လက်ပတ်နီလက်ပတ်နီကလှိုင်းသာယာမျိုးနဲ့အနောယထာအင်ညာကအခုကျူးကျော်တွေပေါ့။သူတို့ရှိကထွက်လာတယ်လက်ပတ်နီ။ဒါကိုကျွန်တော်တို့တေချာလိုက်လာတယ်တွေ့တယ်။ ဝါဝင်းကုမ္ပဏီကမွေးထားတော့လူတစုဖြစ်နေတယ်။သူကလူဦးရေထောင်းနဲ့ချီပြီးတော့ရတယ်။သူကတပွဲကိုနောက်လိုက်တယောက်ကို9000ရတယ်။ဟိုတေးကြတာပေါ့နာမည်ပြောကြည့်ဆိုတော့ထောင်းနဲ့ချီပြီးတော့ရတာရှိတယ်။ရမွေးတို့ဒါရင်မသိနေဘူးလား။ ဒါကိုကျွန်တော်တို့ဖြစ်ခဲ့ရင် तू ကတရေကိုသတင်းပေးလေကျွန်တော်တို့ကသတင်းမရှိပဲနဲ့အဲ့ဒီတော့သွားလို့မရအဲ့လိုမှမဟုတ်ဘဲနဲ့အဲ့ဒီကသတင်းပြောနေတဲ့ကိစ္စကြကျွန်တော်တို့မသိနိုင်ဘူးဒီလိုကျွန်တော်တို့ရဲဘုံဘူးကသိတဲ့ကိစ္စကြီးကျွန်တော်တို့ရဲကဘယ်လိုလုပ်ဝင်ဆောင်ရဲစခန်းကိုကျွန်တော်တို့ပြောယူပါပြီအဲ့တော့လှိုင်သာယာမြို့နယ်ရဲစခန်းကိုကျွန်တော်အဓိကဒီလှိုင်သာယာမြို့နယ်ပဲမပြောဘူးအရင်မြို့နယ်ရဲစခန်းကိုကျွန်တော်တို့ကအတိအကျဒီနေရာမှာဒီလူတွေဒီလိုလုပ်နေတယ်ဒီအဖွဲ့ရှိနေပါတယ်အဲ့တော့ကျွန်တော်တို့နဲ့မဆိုင်ဘူးပြတ်သူရဲကပုတ်ချလိုက်တော့အဲ့တော့မြန်မာနိုင်ငံရဲ့တရားဥပဒေဟာလူတစုကိုကာကွယ်ဖို့လားလူတို့ကိုကာကွယ်ဖို့လားဆိုတော့ဟာဟုတ် ရင်းမှုကြီးနေတာလေးကိုတရားလွတ်တဲ့ရှင်ဝင်ရှင်းပြလို့ရမှာဒီကိစ္စဘယ်လိုရှင်းရအောင်ကျွန်တော်တို့အတွေ့အကြုံရဆိုရင်နင့်နာသူကတိုင်တယ်ဟိုတမရတီတိုင်တယ်ဒါပေမဲ့လို့အပေါ်ကပြန်ကြလိုက်ဟိုဘက်ကိုပုတ်ထုတ်လိုက်ဒီဘက်ပုတ်ထုတ်လိုက်ဗောလီဘောပုတ်ပြီးတော့နောက်ဆုံးအတိုင်ခံရတဲ့လူကဘယ်သူတိုင်နေဆိုတော့တိုင်စာကော်ပီတောင်းမှရတဲ့အဆင့်ကိုရောက်သွားတယ်အဲ့ဒီကကြတော့တိုင်တဲ့လူအတွက်ကအသက်အန္တရာယ်ဆိုရင် ဒီအကြက်ဖက်တဲ့ဒီလူစိုးကိုင်းတွေပေါ်ပေါက်နေတာခရိုနီတွေကအတုံးချတာစင်းရဲမွေးတေမှုကိုအခွင့်ကောင်းယူပြီးတော့ပတ်စံပေးပြီးတော့လိုရာခိုင်းလို့အဲ့ဒီပြဿနာတွေပေါ်တာပြီးတော့သူတို့ကတစ်ဖက်ကလည်းစခန်းဟိုကထိန်းထားနိုင်တယ်ခရိုနီတွေကကျေးဇူးတင်ပါတယ်ကျွန်တော်တို့ကလူကြီးတွေအကြောင်းပြောတာများတယ်လူငယ်တွေကလေးတွေကိစ္စဆက်ပြောအောင်ကလေးတွေတွေမှာရာဇဝတ်မှုကျူးလွန်တဲ့လူတွေရှိရင်သူတို့ဘယ်လိုအကောင်အဝေးပေးမလဲလူငယ်တွေလည်းပါတာပေါ့လက်ရှိမြန်မာနိုင်ငံကပြန်ပြီးရေးဆွဲနေတဲ့ပြန်လဲပြုတ်ပြင်ရေးဆွဲနေတဲ့ child law ပေါ့ under 18နေဒီကလေးတွေအားလုံးရဲ့ဒီကာကွယ်ဆောင်ရှောက်မှုပြီးတော့မှသူတို့ဒါပြစ်မှုကျူးလွန်ခဲ့မယ်ဆိုရင်သူတို့ကိုဘယ်လိုကင်တွေဖြေရှင်းမလဲဒါတွေကိုကျွန်တော်တို့နိုင်ငံတကာရဲ့စံချိန်စံညွန့်တွေရဲ့နောက်ကျွန်တော်မြန်မာနိုင်ငံကိုယ်တိုင်အဆိုရကိုယ်တိုင်သဘောတူရေးထိုးထားတဲ့ child rights convention အဲ့ဒီဟာတွေပေါ်မှာခြေခံပြီးတော့အခုပြန်ရေးဆွဲပေးထားပါတယ်ဆိုတော့အဲ့ဒီနေရာမှာကျွန်တော်တို့ကလေးသူငယ်တွေရဲ့ဇရိတပိုင်းဆိုင်ရာပြုပြင်ပြောင်းလဲမှုကစကျူးလွန်လာခဲ့တယ်ဆိုရင်သူတို့ကို child friendly ကျွန်တော်တို့ဒီ justice အာဒီစင်ရေးဖြစ်စေဖို့ပေါ့တရားစင်ရေးဖြစ်စေဖို့ရန်အတွက်ဒီကျွန်တော်တို့တရားသူကြီးတွေကိုလည်းကျွန်တော် training တွေအဲပေးထားတာရှိပါတယ်။အဲ့လိုတွေ့ရပြီလားခလေးတာတာရယ်တွေကဒီအုပ်စုလိုက်ကိုတို့ကရှိပါတယ်ခင်ဗျဟုတ်ရှိပါတယ်အဲ့တော့ဖိကလေးတစ်ချက်ကျွန်တော်ပြောပြမယ်။အဲ့တော့ကျွန်တော်ကလေးတငယ်ဒီပြစ်မှုကျူးလွန်တာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ရောင်နှန်းနေတဲ့ရေတပ်ဖွဲ့နဲ့ကြည့်မယ်2013မှာကလေးတငယ်ကျူးလွန်တာ89မှုရှိပါတယ်တရားခံကြားနေတဲ့119မှအနေနဲ့3ဖြစ်ပါတယ်2014မှာတော့ ဦး118ဦးဖြစ်ခဲ့ပါတယ်ကြား166ဦးနဲ့မ9ဦးဖြစ်ပါတယ်အခုဒီဂျုံလ20ရက်နေ့အထိဆိုရင်တော့ဒီ2015မှာတော့အလုံးကျူးလွန်တဲ့အမှုပေါင်း55မှုရှိပါတယ်တရက်ခန့်နေနဲ့88ဦးအမျိုးသမီး2ဦးဖြစ်ပါတယ်လူငယ်တွေဒီတက်ငယ်တွေဘာလို့ကျူးလွန်လဲကျူးလွန်ရတဲ့အကြောင်းရင်းအဓိကတော့သူ့ရဲ့အသက်အရွယ်အကျင့်စာရိတ္တပတ်ဝန်းကျင်အနေထားခုနမိသားစုအခြေအနေနဲ့ချုံငဲ့မှုပေါ့နော်စာဝန်တွေစီးပွားရေးအဲ့ဒီဟာလေးတွေကြောင့်ဒီပြစ်မှုတွေကျူးလွန်ရတာလို့ကျွန်တော်သုံးသပ်ပါတယ်အများဆုံးကတော့ ခိုးမှုတွေဖြစ်ပါတယ်ဟုတ်ကျေးဇူးတင်ပါဟုတ်ပါဝင်ဆွေးနေပြောချင်တာအကုန်လုံးပြောချင်ပါတယ်ကျွန်တော်တို့ဒီဘက်လူငယ်တွေတင်အုပ်စုဖွဲ့ကျူးလွန်တာမဟုတ်ရဲတွေလည်းအုပ်စုဖွဲ့ကျူးလွန်ပါတယ်အဲ့ဒါကိုကျွန်တော်လက်ခံပြပါအဲ့တော့ညီသိန်းတဲ့အမှုတွေမှာရဲတွေဟာဘာဖြစ်လို့ပြည်သူတွေနဲ့အဲ့ဘူထိုစာတွေအဲ့ဒါနဲ့ပတ်ပြီးတော့လိုက်ပြီးတော့လုံနေရတာလဲကျွန်တော်မေးချင်တယ်မဟုတ်ဘူးရဲတွေဟာပါတယ်လေမုံရွာလက်ပရောင်းနောင်ကိစ္စတွေမှာရဲတွေပါတဲ့ကိစ္စတွေကကျွန်တော်တို့ရဲ့အရန်အောက်စုဖွဲ့တွေပဲစရိုက်ဖို့တင်ပေးနေတာလားလူငယ်တွေကို ဒါကျွန်တော်မေးချင်တာဒီမှာနောက်ပြီးတော့ကျွန်တော်မေးတဲ့အကျဉ်းနှစ်မျိုးဖြစ်နေဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်ပြောချင်တယ်နောက်ပြီးတော့ခင်ဗျားတို့ကတရားရုံးမတိုင်ဘူးဆိုတဲ့ကိစ္စကျွန်တော်ပြောချင်တယ်ခင်ဗျာတရားရုံးမတိုင်တဲ့ကိစ္စကျွန်တော်တို့ရဲစခန်းထဲမှာအမှုဝိမုတ်ဝင်ွားရင်ကျွန်တော်ကားမှန်လေးရိုက်ခွန်တော့ဘယ်လိုသွားရမလဲဟုတ်ပါသွားလိုက်ကျွန်တော်တို့ကပြည်သူတွေပါပြည်သူဝန်ထမ်းတွေပါကျွန်တော်တို့ရဲ့ ပြည်သူတွေရဲ့လစာတွေပေးထားတဲ့ဟာနဲ့ခံစားနေရတဲ့လူတွေပါဘာဖြစ်လို့ကျွန်တော်တို့ပြန်နေရတာလဲကျွန်တော်မေးချင်တာရဲမွေးရဲ့ဥရေကိုနောက်ထပ်ပြောပြပါအဓိကရဲမွေးစိတ်ရှိရှိအဲ့ဒါလေးပါကျွန်တော်တို့ထပ်ပြောပြပါကျွန်တော်ကပြည်သူတွေနောက်ထပ်ထပ်ပြောပြဥရေကိုနားမလဲလို့ပြောနေကျကျကျွန်တော်ခဏပြောနော်ရဲမွေးကကျွန်တော်တို့ကအားကိုးကြင်တာလေရဲကကျွန်တော်တို့ပြည်သူတွေအားကိုးလောက်တဲ့ရဲတယောက်ဖြစ်နေပြီလားကျေးဇူးတင်ပါတယ်ကျွန်တော်ပြန်ပြောပြတာပြည်သူတွေကအဓိကပြည်သူအားလုံးပေါ့နော်ကျွန်တော်နိုင်ငံတော်ပြတ်ထမ်းတဲ့ဥရေအားလုံးသိကြပြီလားအားလုံးလေ့လာပြီပြီလားအားလုံးနားလည်ကြသလား ျွန်တော်အဲ့ဒီကစာမှာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ပြောလိုက်တဲ့ဟိုကားကိုတာမန်ရိုက်ခွဲတာဒီရေးရေးပိုင်နေမှုမဟုတ်ပါဘူး။သူက429ဒါတရားတရားရုံးဦးတိုက်ရှောက်မှာမလို့ဒါဒီလိုလုံးပါတယ်။ရောဘတ်ဆန်ကောင်းတဲ့ခါမှာဖြစ်နေတယ်။ရေးရဲ့လှုပ်ထုံးလို့ညိုရှင်းပြတာ။အဲ့ဒါကိုပြည်သူတွေကနားမမသိတဲ့ခါကျဒီဟာဒီပြတ်တယ်။429ဟောတယ်။ရေးရဲ့ချက်နဲ့ခွဲတယ်ဆိုရင်429မဟုတ်ဘူး440နဲ့သွားမှာပါ။440ဒံရရတာပါမှ440သွားပါတယ်။ ကာမန်ကိုလာပြီးတော့တမင်သက်သက်ရိုက်ခွဲတယ်ဆိုတဲ့ကောဒီအင်မတန်သိမွားတဲ့ပုံမှန်429နဲ့တတ်မယ်ဆိုတဲ့ကောသင်တန်းထပ်ပြပို့ရပါလိမ့်မယ်ဟုတ်ကဲ့။ဒီကနေ့ဥပဒေကိုစိနေနေသိမှာပါ။၄၄၀ definition ကိုအရင်ကြည့်လိုက်ပါ။နာကျင်စင်မှုဟုတ်လား။စတင်ဖြစ်ပွားပြီးမှကျူးလွန်တဲ့အမှုပြီ။ပုံမှန်၄၄၀ပါ။ လေးရနေဆက်ရတမ်းမှန်ရဲမွေးနဲ့တရားတော်ရှင်းနေတာရှင်းပြောတော့မှာကိုကျွန်တော်မေးပြစီမှုပဲကြာတမ်းမှန်ကျုပ်ပြစီမှုကိုကိုကိုမကိုကိုဆိုတာနောက်မှမေးပါအရင်ဟိုလူငယ်လေးဆွေးနေတော့ဒီလူငယ်တွေဒီလိုမျိုးဖြစ်နေတာခလေးတွေလူဖြစ်နေတာရဲရတင်ပေးလို့လားလူကြီးတွေတင်ပေးလို့လားအဓိကတော့ကျွန်တော်ကရဲကိုဆိုတော့ဒီမှာရဲမွေးရလည်းရောက်နေတော့ပြောရတာလည်းတော်တော်အားနာပါတယ်သူကလည်းပြည်သူချစ်အောင်ပြောလုပ်မယ်လို့ပြောတယ်အဲတစ်ဖက်ကလည်း ပြည်သူတွေကပြောတာဟောပဲအတကုံခံကျင်းနေရလဲတွေ့နေရတဲ့ခါကျတော့ကျွန်တော်လည်းပြောရင်းနဲ့နည်းနည်းတော့အားနာလာတယ်ခံကျင်းနေရဘာဖြစ်လို့လဲဆိုတော့ခံကျင်းမှာကျွန်တော်တို့ကမရောင်းနိုင်ဘူးဖြစ်နေအောင်ဘယ်တက်ခွဲမပေါင်းနေတဲ့လုပ်ငန်းလေးတွေကိုပြည်သူတွေသိအောင်လို့ကျွန်တော်ချပြတာပါဟုတ်ကဲ့ငင်းတာမဟုတ်ပါကျွန်တော်တကယ်လုပ်နေတဲ့လုပ်ငန်းရဲတပ်ဖွဲ့ရဲ့လုပ်ငန်းရဲမှုရေးအနေနဲ့စဉ်းစားရမှာကပြည်သူတွေဟာရဲမှုရေးအဖြစ်တည်နေတာမဟုတ်ဘူးမြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုကောင်းစေချင်တာလို့ကျွန်တော်ကမြင်နေချင်တယ်အဲ့တော့ကျွန်တော်တို့ကပူးပေါင်းနေတဲ့အခါမှာကျွန်တော်တို့ရဲ့အခက်အခဲတွေပေါ့ပြည်သက်လည်းပါတယ်ကျွန်တော်တို့လည်းပါတယ်ဆွေးနွေးတဲ့အခါမှာ အတင်းရက်ခံပြီးတော့ခံချင်းမဲ့အစားကျွန်တော်ကတော့ဒါမှမဟုတ်တပိတ်ပဲလေသေးသေးနဲ့မိမလည်းပြောရစီရပါဘူးငင်းပိတ်ပဲငင်းငွေတော့ရှိပါတယ်ငင်းငွေရှိပါတယ်သို့တော်လည်းပဲငင်းတဲ့အခါမှာကျွန်တော်တို့ကဘာတီးလူလဲဆိုတဲ့အခါဖြစ်မှန်တော့မချော်လိုက်ပါနဲ့ဖြစ်မှန်မဖုံးလိုက်ပါနဲ့မဖုံးနဲ့ပွင့်လင်းမမြင်တော့ဘူးလူတယ်အဲ့လားဥပဒေပုံမှန်တွေအရရဲမှုတွေထိမ့်သိမ့်လို့ရပါတယ်ငင်းသာတိမ်မွေးဆိုထိမ့်သိမ့်လို့ရပါတယ် တချို့နေရာတွေမှာမလိုအဖက်အင်အားသုံးပါဘူး။မလိုအဖက်အင်အားသုံးနေအပြင်ပြည်သူချက်တာမဖြစ်လာနိုင်ဘူး။ဒါဆိုတင်ပါတယ်ကိုကျော်စံတော့မေးခွန်းနဲ့ဆက်မေးလို့ရပါတယ်ကျွန်တော်တတိယပိုင်းမှာအဖြစ်ကျွန်တော်ရှာပါမယ်အခုလောလောဆယ်တော့ပြစမမြောက်ဥဆောင်ဆွေးနွေးသူလို့ကျွန်တော်သတ်မှတ်တဲ့မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီရဲ့ဥပဒေချမ်ပေဒေါ်မြင့်မြင့်ဝေရဲ့ပါဝင်ဆွေးနွေးထားချက်ကိုကြည့်ကြအောင်ပါဗျာကျွန်မဒီနေ့မြောက်ဆွေးနွေး လူတာကပေါ့နော်အခုမြန်မာနိုင်ငံအနှံ့ပြားမှာအုပ်စုဖွဲ့ပြီးတော့ဒူးစရိုက်မှုတွေကျူးလွန်နေတာက ရခင်ကထက်ပိုမိုပြီးတော့များပြားလာတာပေါ့နော်အဲ့ဒါလိုများပြားလာရခြင်းရဲ့အကြောင်းရင်းကတော့ကျွန်မမြင်တဲ့အချက်ကလေးတွေပေါ့နော်ပြောပြချင်ပါတယ်အဓိကကတော့ဥပဒေစိုးမိုးမှုမရှိဘူးလို့ကျွန်မအဲ့ဒီအချက်ကိုအဓိကထားပြီးပြောချင်ပါတယ်ဥပဒေစိုးမိုးမှုမရှိဘူးဥပဒေတွေပြဋ္ဌာန်းထားတာရှိတယ်ဒါပေမဲ့ဥပဒေစိုးမိုးမှုမရှိဘူးပြစ်မှုနဲ့ပြစ်ဒဏ်မမျှတအောင် ဒါမျိုးတွေကမဖြစ်သင့်ဘူးအဲ့ဒါဘာကြောင့်ဖြစ်လဲဆိုရင်ခုနကကျမပြောသလိုပဲဥပဒေစိုးမိုးမှုမရှိဘူးသူတို့ကျူးလွန်တဲ့ပြစ်ဒဏ်အတွက်ညှတာတဲ့ထိုက်သင့်တဲ့ပြစ်မှုအတွက်ပေါ့နော်သူတို့ကျူးလွန်တဲ့ပြစ်မှုအတွက်ထိုက်သင့်တဲ့မြတ်တာတဲ့ပြစ်ဒဏ်သူတို့မရရှိဘူး။နောက်အေလွတ်ငင်းချမ်းသာခွင့်နဲ့လေကြုံကြိုက်တဲ့အခါကျရင်သူတို့ကလွတ်သွားနိုင်ကြ။ ီပြစ်မှုကျူးလွန်မှုဝန်မလေးတော့ဘူးတခါတချို့အမှုတွေကြတော့မသိဘူးလူမသိသူမသိနဲ့ကိုကကိုကြိတ်မိပြီးခံလိုက်တာတွေရှိတယ်အဲ့ဒါလို့လူသိသူသိဖြစ်လာတဲ့အမှုတွေလောက်ပဲဒီပြည်သူတွေကသိကြရတာလေအဲ့တော့နိုင်ငံတော်အစိုးရအနေနဲ့ကလည်းပြစ်မှုတွေတစ်နှစ်တစ်နှစ်ဘာကြောင့်ပုံပုံပြီးတော့များပြားလာရသလဲเนาะနောက်ဒီအမှုကိုစီရင်ဆုံးဖြတ်မဲ့တရားသူကြီးတွေဟုတ်လားအဲ့ဒီတရား စီရင်ခန္ဓာမှာပါဝင်တဲ့သူတွေဒါတို့ကအာဂရီလိုက်စားမှုရှိလားမရှိလားဒီအမှုနဲ့ဒီပြစ်ဒဏ်နဲ့ညှာတရဲ့လားထိုက်တဲ့ပြစ်ဒဏ်ဟုတ်ရဲ့လားနောက်တရားစွဲဆိုတဲ့အဖွဲ့အစည်းကလည်းဒီတရားခဏတွေအစ်စ်မှဟုတ်ရဲ့လားတရားခဏ၁၀ဦးထဲမှာ၅ဦးလောက်ပဲစွဲဆိုထားပြီးကြံ၅ဦးကလွတ်မြောက်နေသလားပြန်ပြီးတော့စီစစ်ဆောင်ရွက်ပေးနိုင်မယ့်အဖွဲ့အစည်းတွေကိုနိုင်ငံတော်အနေနဲ့ဖွဲ့စည်းပြီးတော့တရားစီရင်တဲ့ခန္ဓာဒီပြစ်မှုဒီ ဘက်နဲ့တက်ဆိုင်တဲ့အပိုင်းတွေပေါ့နော်ဒါပြန်လဲသုံးတက်ပြီးတော့ဆောင်ရွက်စီချင်တယ်